လူချင်းမတို့လှပလိုပါသလားအဲ့တော့လူတိုင်းလူတိုင်းဟာသူတို့ရဲ့ဘဝမှာလှပခြင်းကြတဲ့သူတွေကြီးပဲအဲ့တော့လှပခြင်းနဲ့ဆိုရင်ကျွန်တော်ဒီနေ့လူချင်းမတို့ကိုလှပမှုရဲ့အဆင့်၃ဆင့်ကိုချစ်ခင်စွာမျှဝေပြမှာဖြစ်ပါတယ်အဲ့တော့လှပခြင်းလှပမှုအကြောင်းလေ့လာဖို့လိုတယ်လူတွေကတော်တော်များများဘဝမှာအောင်မြင်ခြင်းနဲ့အောင်မြင်မှုအကြောင်းတော့မလေ့လာဘူးကျွဲဝချမ်းသာခြင်းနဲ့လည်းပြောသေးတယ်ကျွဲဝချမ်းသာမှုအကြောင်းလည်းမလေ့လာဘူးငွေကြေးနဲ့ပတ်သက်ပြီးတော့ကြွန့်ကျင်ခြင်းနဲ့လည်းပြောသေးတယ်ငွေကြေးကြော်ဝချမ်းသာခြင်းငွေကြေးကြောင့်လေ့လာဖို့လိုတယ်စိတ်ချမ်းသာခြင်းရင် ်စိတ်ချမ်းသာမှုအကြောင်း လေ့လာဖို့လိုတယ်ဒီလိုပဲလှပခြင်းရင်လှပမှုအကြောင်းလေ့လာဖို့လိုတယ်လှပမှုမှာအဆင့်၃ဆင့်ရှိပထမအုပ်ဆုံးအဆင့်ကတော့ looking beautiful အဲ့တော့တွင်ပြင်လှပမှုလို့ခေါ်တယ် looking beautiful အတွင်ပြင်လှပတယ်ဆိုတာကျွန်တော်တို့ကရှင်းတယ်ဟဲ့လားအကြည့်လိုက်တာနဲ့လှလှပပလေးပေါ့ဗျာဝစ်စားရှင်မှုစသဖြင့်ပေါ့နော်အညနာအနေထအသားရေပေါ့လှပတဲ့သူတို့ကြည့်လိုက်ရရင်လူတွေမှာဘာပဲဖြစ်ဖြစ်စိတ်ချမ်းသာမှုရတယ်ဒါကြောင့်ကိုကို လလပပပြင်ဆင်ပြီးတော့စပတ်ကြအောင်နေတာဒီကိုကူကိုလေးစားအောင်ဒါမကအောင်ကိုနဲ့တွေ့တဲ့သူတွေကိုလည်းလေးစားတဲ့သဘောဖြစ်တယ်အဲ့ဒါတဆင့်တက်မယ်ပေါ့ဗျာ twin ပြင်လှပမှု looking beautiful ထက်တဆင့်တက်ရင် feeling beautiful ခံစားမှုလှပမှုဖြစ်တယ်ဒါကြတော့တော်တော်အဆင်မြင်သွားခုနတချို့တွေကြအပြင်မှန်းတော့လှတယ်စိတ်ကစိတ်ဆင်းရဲနေတဲ့သူတွေအများကြီးပဲဟလားတချို့တွေဘဝမှာအပြင်ကကြည့်အောင်မြင်နေတဲ့သားထင်တာကိုကိုတက်တည်သွားတဲ့သူတွေလည်းအများကြီးပဲလောကကြီးမှာဆိုတော့ တွင်ပြင်လှပမှုထက်တဆင်းမြင့်ရင်ဗာလဲကျွန်တော်တို့စိတ်ခံစားမှုလှပဖို့လို feeling beautiful အဲကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာရမြမယဉ်ကျေးမှုရတော့စိတ်ထားကောင်းမှုလို့လည်းပေါ့ဗျာစိတ်ကောင်းရှိရဖို့နော်ကျွန်တော်တို့ကအဲ့ထက်ဖို့တဆင်းတက်ရင်တော့အဆင်းအမြင့်ဆုံးလှပမှုရဲ့အဆင်းအမြင့်ဆုံးဒီ being beautiful being beautiful mean ဖြစ်တည်မှုလှပမှုဖြစ်တယ်အဖြစ်တည်မှုလှပမှုဆိုကိုယ့်ရဲ့ဖြစ်တည်မှုဟာလူသားတွေအတွက်အကျိုးရှိနေရင်အဲဒီဘဝလောက်လှပတဲ့ဘဝမရှိဘူး စစ်မှန်တဲ့တံမိုးထားမှုဆိုတာကိုကိုကိုတံမိုးတက်လာအောင်ပဲလုပ်တာမဟုတ်ဘူးကျွန်တော်တို့ကလူတွေကိုတံမိုးပေါင်းထည့်ပေးနိုင်လေလေကျွန်တော်တို့ရဲ့တံမိုးတက်လာလေလေဖြစ်တယ်ဒါကြောင့်ဖြစ်တည်မှုလှပမှုအဆင့်ဆိုရင်တော့အဆင့်အမြင့်ဆုံးပဲကိုကြောင့်လောကကြီးကလှပသွားကိုကြောင့်ကိုပဝင်ကြီးကလူတွေကလှပသွားဒါကြောင့်လှပခြင်းတဲ့သူတွေအနေနဲ့အဆင့်30ဖြစ်တဲ့တွင်ပြင်လှပမှု looking beautiful ခံစားမှုလှပမှု feeling beautiful and ဖြစ်တည်မှုလှပမှု being beautiful အဆင့်ထိရောက်အောင် အားထုတ်ကြိုးစားနိုင်ကြဖို့အတွက်ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကလေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်အဲ့တော့ဒီစီစဉ်ကြည့်ရတဲ့တွေအတွက်ကျွန်တော်ရဲ့စာအုပ်၅အုပ်ကိုလည်းလက်ဆောင်ပေးဦးမှာဖြစ်ပါတယ်။အဲ့ဒီစီစဉ်မှာပါဝင်ခြင်းကျွန်တော်တို့အခုဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်ပါ။မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါ။အဲ့ထက်က၅အုပ်ကိုရွေးချယ်ပြီးကျွန်တော်ရဲ့မေတ္တာအားသာချက်စမ်းသစ်တီထွင်စွာ အောင်မြင်ခြင်း တင့်ကောင်းမှာတရဖူစောင်းနိုင်ဖို့ကိုယီကိုသွေးမြင်မာစွာအောင်မြင်ခြင်းနဲ့မြန်မာနီးမြမဟန်မားကတ်တင်းစောင်းငါ့ကိုတယောက်ကိုတုံတုံနဲ့ကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့တူအိမ်တိုင်းရာရောက်လူချင်းတို့ပို့ကပါမပေးရဘူးပို့ဆောင်ပေးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ်တင်းနှက်တက်ချင်တဲ့သူတွေကကျွန်တော်တလောက်ကိုတင်းနှက်တစ်မျိုးပဲဖွင့်တယ်အခုကျွန်တော်တို့ဖွင့်မှာကတော့ကျွန်တော်ရဲ့စီဝါရေးစီမံခန့်ခွဲမှုဆိုင်ရာတင်ဒန်းတစ်ခုဖြစ်တဲ့ Certificate in General Business Management တင်ဒန်းဖြစ်ပါတယ် ။ online သင်တန်းဒီအခုလာမဲ့10လပိုင်း28ရက်နေ့အင်္ဂါနေ့စမှာဖြစ်တယ်။ online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်ဘယ်ဒေတာဆိုတက်နိုင်တယ်နေ့စဉ် recorded video တွေကိုကျွန်တော်တို့ Facebook group ထဲမှာတင်ပေးမယ်။ Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းတင်ပေးမှာဖြစ်တယ်။အဲ့ဒါတလားတိတိနေ့တိုင်းကြည့်ရမှာဖြစ်တယ်။ ဒါအပြင်အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း Zoom application ကနေ live လွှင့်ပြီးတော့ live lecture ကိုတင် जा မှာဖြစ်တယ်။အဲဒီမှာကျွန်တော်နဲ့တူးချင်းညနေချင်းဆိုင်တွေ့ပြီးတော့မေးခွန်းတွေမေးမြန်းနိုင်တယ်။ဒါကြောင့်သင်တန်းတက်နေတဲ့ group coach မှာရအောင်ဆောင်ရွက်ပြတာဖြစ်တယ်။ live lecture ဒီတစ်ခါတင်3နာရီလောက်ကြာတယ်။အဲ့ဒါကိုမကြည့်ပြန်လည်းမပူနဲ့။နောက်ရမှာ recorded video ကိုကျွန်တော် Facebook group ရော Telegram private channel မှာရောတင်ထားပြီးမှာဖြစ်တယ်။တနင်္လာတစ်လပြီးသွားလို့ assignment ဆောင်ရင် certificate ကို email ကနေပေးပို့ပေးမယ်။တနင်္ဂနွေလတလပြီးသွားတဲ့တောင် group ကိုမဖြတ်ပေးထားရပြီးမှဖြစ်တဲ့အတွက်အထက်ထက်ပြန်ကြည့်လိုက်။အပြင်လူတွေ့တက်ချင်တဲ့သူတွေကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်တွေသူတို့ဝန်ထမ်းတွေကိုဆေးလွတ်ချင်တယ်လို့ပြောတဲ့သူတွေအတွက်အပြင်လူတွေတနင်္ဂနွေနေ့ဆက်တလပိုင်းနဲ့ရောက်သွားမယ်ဆက်တလပိုင်းတရက်နေ့နဲ့နေ့ရက်နေ့စနေတိုးနေ့နေ့ရက်မှာမနက်စင်နာရက်နေ့ညနေ6နာရီထိရန်ကုန်မြို့ပြည်လန်းတော်ဝင်စင်တာ3လာမှာရှိရကျွန်တော်ရဲ့ MLO တင်နန်းကျောင်းမှာကျွန်တော်နဲ့နေ့ရက်အချင်းကြီးရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်အောင်မှာဖြစ်ပါတယ် တော့လူကျွန်းတို့ online တနမတက်ချင်းတက်ချင်းအပြင်တနမတက်ချင်းတက်ချင်းလူကျွန်းတို့ရဲ့နာမည်ရဖုန်းနံပါတ်ရကောမမမရေးနဲ့ messenger message မှာဆင်းပေးရပြပါကျွန်တော်တို့ team ကညီညီမတွေကဆက်သွယ်ပြီးမယ်အခုအစည်းအဝေးကြီးတဲ့ drive online ကပထမဦးဆုံးအယောက်100အပြင်ကပထမဦးဆုံးအယောက်30ကို10% discount ကျွန်တော်တို့ပေးထားပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့နိုင်ငံခြားသူတွေကတော့နိုင်ငံခြားကပါသင်တန်းတက်ချင်ပါလို့ရေးထားပြီးငွေလွှဲရမယ့်အကောင့်တွေကျွန်တော်ပို့လိုက်မယ်ငွေလွှဲပြီး screenshot ပို့လိုက်ရင်ကျွန်တော်တို့ group ထဲဝင်လို့ရအောင်ဆောင်ပေးမှာဖြစ်ပါတယ် အဲ့တော့စီးရင်ပေးရင် Facebook မှာဆို L1N နဲ့ link နေတော့ link တိုင်းညမြန်မာစံကျွန်တော် page က English လို့ရေးထားတယ် follower 3.8 million ကျော်ရှိတယ် TikTok မှာဆိုရင်မြန်မာလို link တိုင်းညမြန်မာမြင်လို့ရေးထားတယ် follower အခုဆို3.2 million ကျော်ရှိတယ်အဲ့ဒီအကောင့်မှာပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီတင်တန်းဒီစီးပွားရေးစီမံခန့်ခွဲမှုပညာအခြေခံကစတင်တင် जा ပေးမှာဖြစ်တဲ့အတွက်စီမံခန့်ခွဲမှုပညာအသုံးပြုပြီးတော့ဘဝအောင်မြင်အောင်တည်ဆောက်ခြင်းနဲ့လူကြီးလူငယ်မျိုးတို့ဆိုတက်ရောက်နိုင်ပါတယ် ဲ့တော့ certificate level စီမံခန့်ခွဲပညာရဲ့အခြေခံနေဖြစ်တဲ့စီးပွားရေးလုပ်ငန်းတစ်ခု level လောက်ကိုင်မှုအတွက်လိုအပ်တဲ့ marketing hr operation management စတဲ့ဘာသာရပ်တွေကို certificate level မိတ်ဆက်ပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်ဒါအပြင် management အတွက်လိုအပ်တဲ့ personal branding leadership communication skill စကားစွမ်းရည်စတာတွေကိုလည်းကျွန်တော်တို့အနေနဲ့ ဖြည့်ဆွက်ပြီးတော့တင် जा ပေးမှာဖြစ်ပါတယ်။ဒါကြောင့်စီမံခန့်ခွဲမှုပညာကိုအသုံးပြုပြီးတော့ဘဝအောင်မြင်မှုတိစောက်ချင်တဲ့သူတိုင်းနဲ့ကျွန်တော်တို့ Certificate in General Business Management စီးပွားရေးစီမံခန့်ခွဲမှုပညာအခြေခံသင်တန်းမှာတွေ့ကြပါမယ်။ We must work together. We must build our nation.